ီကာလမှာတနင်္ဂနွေသားသမီးလေးတွေကစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့တော့အဆဆရရအရန်ကိုကောင်းတဲ့ကာလတွေဖြစ်ပါတယ်နော်လုပ်ငန်းကိန်းငန်းတွေအဆင်ပြေမယ်အလုပ်သမျှကိန်းသမျှလေးတွေအကျိုးဖြစ်ထွန်းမယ်အဆဆရရဘက်ပေါင်းစွာနေကူညီဆောင်ရှောက်မှုတွေရဝေးနဲ့ခြားနိုင်ငံရက်ချားတွေနဲ့ဆက်သွယ်လုပ်ကိုင်တဲ့အလုပ်ကိန်းတွေအကျိုးပေးမယ်တရင်စကားကောင်းတွေကြားရပါလိမ့်မယ်ရှင်အဆဆရရပေါ့နော်အလုပ်တွေအဆင်ပြေမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ဟာလေးဒီမှာတော့သတိထားပြီးလက်မှတ်ရေးထိုးဖို့လိုပါမယ်။လူမှုရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာရှင်ပြိုင်မှုတွေများမယ်၊ပြိုင်ဆိုင်မှုတွေများမယ်၊အတိုက်ခံတွေများမယ်။စိတ်အနှောက်အယှက်တွေဖြစ်တတ်ပါတယ်နော်။ကိုယ့်ရဲ့လူမှုရေးကဏ္ဍတွေမှာ တယောက်နဲ့တယောက်ပေါ့နော်ကိုကိုနောက်ကျောကဓာထိုးတက်တယ်ဆိုတော့ကန်စာတာလေးဖြစ်တယ်ကိုကိုအမြဲတမ်းကိုကိုကအဖြူဆိုသူကအမဲကိုကအရှိဆိုသူကအနောက်ဒီလိုမျိုးကန်နခေါဆာလုတ်တဲ့လူတွေနဲ့စုံစည်းရတတ်တယ်မိတ်ဆွေတွေနဲ့စုံစည်းရတတ်ပါတယ်အိမ်ထောင်ရေးတွေအချစ်ရေးတွေနဲ့ပတ်သက်ရင်တော့အချစ်ရေးတွေမှာအဆဆရရအစဉ်ပြေးတယ်တာရတယ်ချမ်းမြေ့တယ်ငွေကြေးဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံတယ်သို့တော်လည်းမိမိသည်ရွှေဘုံပေါ်မှာစံပြီးတော့မှ အထီးကျန်တဲ့ခံစားမှုမျိုးတွေနဲ့ပေါ့နော်ကိုကိုကိုအဲ့လိုခံစားမှုချက်တွေနဲ့ရှင်းတန်နေရမယ်ကန်စာတာလေးလို့ပဲပြောရမှာဖြစ်ပါတယ်ရှင်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီကာလမှာတနင်္ဂနွေသားသမီးလေးတွေကျမ်းမာရေးလေးတွေခါအောက်ပိုင်းအထိုင်များလို့ကျမ်းမာရေးလေးတွေထိခိုက်တာမျိုးခါနာတာမျိုးခြေထောက်တွေကိုက်ခဲတာမျိုးဒီလိုကန်ဆာတာလေးကိုတွေ့ရတယ်ဒါကြောင့်မို့ကျန်တာကတော့ပေါ့နော်ជីជីမမ ယောဂဝေဒနာရဲ့လို့မဟုတ်ပေမဲ့ဒီခါနာတာလေးခါအောက်ပိုင်းကိုက်ခဲတာလေးတွေသတိထားပြီးဖို့လိုပါမယ်ရှင်။ပညာရေးနဲ့ပတ်သက်ရင်တော့တင်းငနေသားသမီးလေးတွေပညာရေးကဏ္ဍမှာအရန်ကိုသတင်းကောင်းတွေကြားမယ်အောင်မြင်မှုတွေရရှိမယ်လောက်ကန်ဆောင်ရွက်ထားတဲ့ဖြည့်ဆူထားတဲ့သင်တန်းကိစ္စ ပညာရေးကိစ္စတွေမှာအောင်မြင်မှုပန်းထိုင်လေးတွေကိုရရှိမှာ ဖြစ်တယ်ပေါ့နော်။ဒါကြောင့်တင်းမိသားသမီးလေးတွေကအဆအဆရရကံကောင်းတဲ့လူပြောရမှာဖြစ်တယ်။ရတရားအနေနဲ့ကတော့ဒီကာလမှာမိမိရဲ့တင်းငွေဂျူတိုင်းမှာစီမီ၁၀တိုင်းအမွေးတိုင်း၁၀တိုင်းပန်း၁၀မျိုး ဖြစ်နိုင်ပန်းတပွင်တပွင်စီပဲဖြစ်ဖြစ်ပေါ့နော်၁၀မျိုး၁၀ပွင်အဲ့လိုမျိုးလေးတွားပြီးတော့မှလှူဒန်းပူဇော်ခြင်းအဖြစ်မိမိရဲ့ညံ့နေတဲ့ကံလေးတွေပြန်လည်ကောင်းမွန်သွားမှာဖြစ်ပါတယ်ရှင်တယောက်ချင်းစီရဲ့ကံစားတာကိုသိချင်ရင်နော်ကျမရဲ့ CB မှာလာပြီးတော့မှမေးမြန်းလို့ရတယ်လို့ဖုန်းနံပါတ်41635ဘိုင်ဘာနံပါတ်ကနေဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ကကြီးသုံးပါမှာကြောင်းနိုင်လွှမ်းနိုင်ကြပါစေအားလုံးပြီးကင်းရန်ကင်းအန်တီရဲ့ကင်းကြပါစေ စိတ်ချမ်းသာကိုကြမှာလူရဆန္ဒတလုံးတော့ရတယ်ပြည့်စုံလာကြပါစီရှင်။တနင်္လာသားသမီးများရဲ့ကန်စာတာကိုတာရနမေဟောကြားပေးမှာဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသားသမီးလေးတွေကလက်ရှိအလုအကန်နဲ့ပတ်သက်ရင်တော့အလုအကန်ရဲ့အဆင်မပြေရာတွေခက်ခဲနေရာတွေပြဿနာတွေဒီလိုမျိုးတွေကိုကြုံနေရတဲ့ကာလကာလလို့ပြောမှဖြစ်တယ်ပေါ့နော်အဲ့တော့ဘလို့ပဲဒုက္ခတွေပဲများများဘလို့ပဲအခက်အခဲတွေနဲ့ပဲကြုံကြုံ စိတ်တည်လူတည်ဘဝတည်နဲ့လုပ်ငန်းတည်နေရာတည်ဌာနတည်တွေကိုပြောင်းရွှေ့လုပ်ကိုင်ဆောင်ရွက်ခြင်းအဖြစ်မိမိရဲ့ပျက်စီးဆုံးရှုံးနေတဲ့အလောက်ကိုင်ခွင့်လန်းတွေပြန်လဲအဆင်ပြေလာမှာဖြစ်ပါလေရှင်လူမှုရေးအနေနဲ့ဒီကာလမှာလူမှုရေးမိတ်ဆွေရေးရေးရာတွေမှာတော့ ကြံ့ကြာနေအောင်မဲရက်တက်နေအောင်မဲခင်မင်မှုတွေပြက်ပြားနေအောင်မဲတယောက်နဲ့တယောက်မခေါ်နိုင်မပြောနိုင်ဖြစ်နေအောင်မဲဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ဒါကြောင့်တနင်္လာသားသမီးတွေလူမှုရေးကံလေးတွေမိတ်ဆွေကံလေးတွေမှာတော့တယောက်နဲ့တယောက်မခေါ်မပြောဖြစ်တဲ့သူတွေနဲ့မခေါ်မပြောပဲရှိလိမ့်အောင်မဲပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်လူမှုရေးကံလေးတွေမှာလည်းညံ့နေသေးတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရပါတယ် အိမ်ထောင်ရေးကန်နဲ့ပတ်သက်ရင်ဒီကာလမှာတနင်္လာသသမီတွေအိမ်ထောင်ရေးကန်ဒီမှာအင်မတန်မှစမ်းပွင့်တယ်အဲတယောက်အပြင်ပေါ့နော်နှစ်ယောက်သုံးယောက်ဒီလိုမျိုးမျက်နှာပွင့်တဲ့ကန်ဆာတာလေးဖြစ်တယ်နှစ်မျိုးနှစ်ခုနှစ်ယောက်ကိုရွေးချယ်ပြီးတော့မှတပြိုင်တည်းတွဲနေတာမျိုးလေးတွေလည်းရှိတတ်တယ်ပေါ့နော်ဒါကြောင့်တနင်္လာသသမီလေးတွေမျက်နှာမများသင့်တဲ့ကာလဖြစ်တယ်လို့ပြောရမှာဖြစ်တယ်ဒါကြောင့်မလို့အချစ်ရဲ့အိမ်ထောင်ရေးကန်ဒီမှာ အင်မတန်မှစမ်းပွင့်နေတဲ့အင်မတန်မှကောင်းနေတဲ့အနေအထားလို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်အာမျက်နှာများခြင်းအပြင်တော့မိမိရဲ့ကံကအညံ့တွေကိုရောက်သွားတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီကာလမှာ ်ခါအောက်ပိုင်းနေပေါ့နော်အမျိုးသားတွေဆိုရင်စီးကြောက်ကတ်ဒီလိုမျိုးလေးတွေတတိထားပါအမျိုးသမီးတွေဆိုရင်လည်းအမျိုးသမီးယောဂတအိမ်နဲ့ပတ်သက်တော့ယောဂခါနာတော့ယောဂဒါလေးတွေကယူဆိုင်ပါဝမ်တွင်းကလီစာတွေနဲ့ပတ်သက်တော့ယောဂဒါလေးတွေကယူဆိုင်ပြီးပါရှင်ကျမ်းမာရေးလေးတွေတော့ညံ့တက်ပါတယ်နော်တင်းနလာသားသမီးလေးတွေအဲ့ပညာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာတနင်းလာသားသမီးလေးတွေပညာသင်နေသူတွေပညာသင်နေတဲ့သူတွေဆောင်ဘွယ်ဖြစ်ဆိုနေတဲ့သူတွေ ပညာရေးကံလေးတွေကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။တခုရှိတာကတော့เนาะစိတ်လေပြီးတော့မှအချစ်ရေးဘက်ကိုရောက်သွားလို့ရှိရင်တော့အိမ်ထောင်ကြတတ်တဲ့ကံလေးတွေလည်းရှိရဖြစ်တဲ့အတွက်တနင်္လာသားသမီးပညာသင်ယူနေတဲ့သူတွေပညာရေးလမ်းကြောင်းလွှဲမသွားဖို့လိုပါတယ်ရှင်။ရေတရာအနေနဲ့ဆိုလို့ရှိရင်ဖုံးကြီးကိုပေါ့เนาะဖုံးကြီးကိုထီးဖက်နဲ့တင်ခန်းမိမိ တတ်နိုင်တဲ့ဟာလေးတွေကိုလှူဒန်းပေးပါဒါဆိုရင်တော့မိမိရဲ့ပညာရေးတွေစီးပွားရေးတွေလူမှုရေးတွေဖက်ပေါင်းစွမ်းတွေကောင်းမွန်လာမှာဖြစ်ပါလေရှင်အားလုံးအဆဆရရအေးချမ်းသာရပါစေကကြီးသုံးပါးမှာကြော်နိုင်လွှမ်းနိုင်ပါစေဘေးပရာဝေးကွာကျန်းမာချမ်းသာကြပါစေရှင်အင်္ဂါသာသမီများရဲ့ကန်စာတာကိုတာရုံနမိတ်ခေါ်ကြပြီးမှဖြစ်ပါတယ် ဒီကာလမှာအင်္ဂါသားသမီးလေးတွေကစီးပွားရေးလောက်ကိုင်းနဲ့ပတ်သက်ရင်တော့စီးပွားရေးလေးတွေအောင်မြင်မဲ့အဆင်ပြေမဲ့အဆဆအယယာကုညီဆောင်ရှောက်ဖေးမမဲ့သူတွေကိုထက်ကြီးခဲ့တော့သူ ကိုထက်ရာထူးစည်းစိမ်ကြီးတော့သူ ကိုထက်အသက်အရွယ်အားဖြင့်စည်းစိမ်ရာထူးအဖြစ်ကြီးမားတဲ့သူတွေရဲ့ကုင္ကြီးဆောင်ရှောက်မှုတွေနဲ့လုပ်ငန်းစီးပွားတွေအဆင်ပြေမဲ့အောင်မြင်မဲ့တိုးတက်မဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်မဲ့ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော် လူမှုရေးအနေနဲ့ဆိုလို့ရှိရင်เนาะလူမှုရေးလေးတွေမှာတော့ဂျားလူလေးတွေဂျားပြောကလေးတွေဂျားတဲ့ကနေခလောက်ဆန်တဲ့သူလေးတွေကိုနဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေဂျားမှာခလောက်ဆန်မဲ့သူလေးတွေဒီလိုလူလေးတွေကိုတတိထားပြဖို့လူတွေလုံလူတယ်ပေါ့เนาะပေါ်ပေါက်တက်တယ်တတိယလူပေါ်ပေါက်တက်တယ်ဆိုတဲ့ပုံစံလေးပေါ့เนาะနောက်ကျောကနေဂျားဓာတ်ထိုးတက်တဲ့ကန်စာတာလေးဖြစ်တယ်ဒါကြောင့်မလို့လူမှုရေးပိုင်းလေးတွေတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းချစ်သူခင်သူတွေ နဲ့ပတ်သက်ပြီးတတိထားပြီးဘူးလို့မယ်အိမ်ထောင်ရေးအခြေရေးတွေနဲ့ပတ်သက်တော့အင်္ဂါသားသမီးတွေအိမ်ထောင်ရေးကံဒီမှာပြိုကွဲပျက်စီးဆိုတဲ့ကံစားတာလေးကိုဖြစ်တာမဟုတ်လို့ကိုယ့်ရဲ့ချစ်သူခင်သူအိမ်ထောင်ဘက်တွေနဲ့လမ်းခွဲရတာမျိုးပျက်စီးတာမျိုးပျက်စီးဆုံးရှုံးတာမျိုးပြီးဆုံးသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်เนาะဒါကြောင့်မလို့အချစ်ရေးအိမ်ထောင်ရေးကံလေးတွေမှာတော့အင်္ဂါသားသမီးတွေညံ့တယ်လို့ပြောရမှာဖြစ်ပါတယ်ရှင်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးလေးတွေကောင်းပါလေတခုပဲမျက်လုံးကြိုက်တာမျက်စိပါဝါတိုးတာမျက်စိအားနည်းတာမျက်လုံးနဲ့ပတ်သက်သောယောဂလေးတွေနဲ့အခက်မသိရင်ဖြားနာတတ်တာလေးကလွယ်လို့ပေါ့နော်ជីជីမာမာယောဂရဲ့လို့တော့မရှိပါဘူးရှင် ပညာရေးနဲ့ပတ်သက်ရင်တော့ပညာရေးလေးတွေမှာစ조사အားထုတ်မှုလေးတွေညော့နေနေတယ်လို့ပြောရမှာဖြစ်တယ်။အင်္ဂါသားသမီးတွေပညာရေးပိုင်းလေးတွေမှာစိတ်နှခွဖြစ်နေတာလေးတွေလည်းရှိရပေါ့နော်။ဒါကြောင့်မို့ပညာရေးလေးတွေကိုထိထိမိမိလေး조사ဖို့လိုမယ်။စိတ်ဝင်တစားလေး조사ဖို့လိုမယ်။ဟိုဟိုလိုလိုဒီလိုလိုနဲ့ပေါ့နော်။အဲအဲ့လိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ပညာရေးလေးတွေမှာနည်းနည်းလေးခက်ခဲတတ်ပါတယ်နော်။ဒါကြောင့်မို့အင်္ဂါသားသမီးတွေပညာရေးလေးတွေမှာတိတိကျကျဆုံးကန်းတိုင် အောင်သင်ယူမယ်ဆိုရင်တော့စိတ်မများဘူးလူပါမယ်ရှင်။ရေဒီယာအနေနဲ့ဆိုရင်တော့ဒီကာလမှာဖျောင်းတိုင်တတိုင်အမွှေးတိုင်တတိုင်ပန်းတပွင်တောက်တော်ရီတစ်ခွက်ကိုမိမိရဲ့မွေးနံဂျူတိုင်မှာတွားရောက်လှူဒန်းပူဇော်ခြင်းအဖြစ်မိမိရဲ့ကံစားတာအစိုးအညံ့တွေပြပြောက်သွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲကျမ်းမှချမ်းသာကြပါစေ။ဘေးဆိုးရန်ဆိုးအန်တီဆိုးတို့မှာကင်းငိမ့်ပါစေ ကတ်ကြီးသုံးပါမှကြော်နိုင်လှနိုင်ပါစေဘေးပရာဝေးကွာစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေရှင်ဘုရဖူးရာဟုသားသမီးများရဲ့ကန်စာတာကိုတာရောနမိတ်ဟောကြားပြမှာဖြစ်ပါတယ်ဒီကာလမှာဘုရဖူးရာဟုသားသမီးလေးတွေကစီးပွားရေးအလုပ်ကိုင်နေတဲ့ပတ်သက်လို့လုပ်ငန်းခွင်မှာဌာနဆိုင်ရာဒီမှာလောက်ကိုင်းနေတဲ့သူတွေကအထက်လူကြီးကြောင့်စိတ်တော့ကများမယ်စိတ်ဖိစီးမှုများမယ်ကိုယ့်ရဲ့အထက်ကိုယ့်ထက်ကြီးခဲ့တဲ့သူတွေကိုယ့်ထက်ယာထုပါဝါကြီးတဲ့သူတွေကြောင့်စိတ် ပင်ပန်းစရာလေးတွေကြုံရတတ်တယ်သို့တော်လေပေါ့နော်မိမိဘက်ကသာလှုပ်ရှားရှိရလှုပ်ပါခမှန်ကန်ကန်သာလှုပ်ပါဒါဆိုရင်တော့အဆင်ပြေသွားပါလိမ့်မရှင်လူမှုရေးစီးပွားရေးတွေနဲ့ပတ်သက်ရင်တော့အပျော်မလွန်ပါနဲ့ထင်ရမဆိုင်ပါနဲ့တစွတ်ထိုးတစောက်ကမ်းမလှုပ်ပါနဲ့မိမိရဲ့စိတ်ကသာမိမိသာအမှန်မိမိသာအဟုတ်မိမိကိုမိမိအထင်ကြီးလွန်းတဲ့စိတ်တွေကိုရှော့မှသာအဆင်ပြေပါမယ်အပေါင်းဖော်ရင်လည်းအပျော်လွန်ခြင်းကနေမှဘဝပြတ်တာမျိုး ုက္ခရောက်တာမျိုးတွေဒီကြုံရနိုင်ပါတယ်ရှင်။အိမ်ထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့အိမ်ထောင်ဘက်တွေချစ်သူတွေစီကနေတည်င်းစကားကောင်းလက်ဆောင်ကောင်းဖုံးတော်၎င်းစားတော်၎င်းလူတော်၎င်းရရှိမှာ ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့အခြေရေးအိမ်ထောင်ရေးတွေမှာတာယာချမ်းမိမယ်ထွက်ခွာသွားတဲ့သူတွေပြန်လည်ရောက်ရှိလာတတ်တယ်။ပြန်လည်ဆက်သွယ်လာတတ်တယ်ဆိုတဲ့ကန်စာတာလေးဖြစ်တယ်ပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်ရင်ဗုဒ္ဓဘူးယာဟူသာသမီးတွေညာချီညာလက် ကြိုက်ခဲနာကျင်တာဥကောင်းနေမကြခဏကြိုက်ခဲနာကျင်တာခြေတော့အောက်ပိုင်းတွေကြိုက်ခဲနာကျင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်ကျန်းမာရေးလေးတွေမှာအညံ့လေးတွေဖြစ်တတ်ပါတယ်အညံ့လေးတွေကြုံတတ်ပါတယ်ဒါကြောင့်မလို့ဘုရားယာဟုသာသမီလေးတွေကျန်းမာရေးလေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတော့ဂရုစိုက်ပြီးလို့ပါမရှင် ပညာရေးနဲ့ပတ်သက်ရင်တော့ပညာရေးလေးတွေမှာတော့အဆဆရရအဆင်ပြေပါမယ်မိမိရဲ့ကြိုးစားရင်ကြိုးစားသလောက်အောင်မြင်ပထွန်းပေါက်မဲ့ကာလလေးဖြစ်တယ်ဒီကာလမှာပညာရေးနဲ့ပတ်သက်ရင်ကိုကပေါ့နော်ပညာရေးလေးတွေမှာအဲနည်းနည်းလေးခက်ခဲနေတယ်အဆင်မပြေဘူးလို့ထင်ရင်မိမိကိုးကွယ်တဲ့မယ်တော်တွေရှင်မယ်တော်တွေကိုတိုင်တဲဆူတောင်းပြီးမိမိရဲ့ကံစားတာလေးတွေကိုမြင်ဖို့ရပါတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဖူးယာဟုသားသမီးလေးတွေကအဆဆအရာရာကန်ကောင်းတယ်လူမှုရေးပိုင်းတွေမှာအပြောမလွန်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ရှင်ရေရရာအနေနဲ့ဆိုလို့ရှိရင်တော့ဒီကာလမှာစီမီ6တိုင် အမွေးတိုင်6တိုင်ပန်းတီ6လုံးဒါလေးတွေကိုပေါ့နော်မိမိရဲ့အနီးအနားမှာရှိတဲ့သူတွေကိုလှူပေးလိုက်ပါတကယ်လို့ပေါ့နော်ဖျောင်းတိုင်6တိုင်အမွေးတိုင်6တိုင်လှူဖို့ မကောင်းဘူးဆိုရင်တော့ဖះမှာသွားပြီးတော့မှစီမီပူဇော်ပေးလိုက်ပေါ့နော်ပန်းတီ6လုံး6လုံးမတန်းနိုင်6စိတ်ပေါ့နော်ဒါမျိုးလေးတွေသွားပြီးတော့မှကိုယ့်ရဲ့အနီးအနားလူတွေကိုလှူဒန်းပေးလိုက်ခြင်းအဖြစ်မိမိရဲ့ကန်စာတာလေးတွေကောင်းမွန်သွားပါလိမ့်မယ်ရှင်အားလုံးကျမ်းမှချမ်းသာပြည့်ပြည့်ရဝေးကွာကြ၏တက်ကြီးသုံးပါးမှကြောနိုင်လွှားနိုင်ကြပါစီရှင်ကြာတာပရိသတ်သမီးများရဲ့ကန်စာတာကိုဒါရနမေခေါ်ကြပြီးမှဖြစ်ပါတယ် ဒီကာလမှာကြာသာပရိသတ်သမီးလေးတွေကအလောက်ကန်နဲ့ပတ်သက်တော့အလောက်ကန်လေးတွေကအစင်မပြေတာလေးတွေပေါ့နော်ပြေတော့မှလူလူနဲ့မပြေလာတာမျိုးလေးတွေအလောက်ကန်လေးတွေဖြစ်တော့မှလူလူနဲ့မဖြစ်တာလေးတွေကိုယ်တိုင်မဦးစီးမဦးဆောင်နိုင်တဲ့အနေအထားလေးတွေကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့အလောက်ကန်နဲ့ပတ်သက်ရင် တစုထုတစောက်ကိုင်းလောက်တာထင်ရဆိုင်တာငါတကောကောတာငါလောက်တာအမှန်ငါပြောတာအဟုတ်ဆိုတဲ့စိတ်ကလေးတွေကိုရှော့မှတာလုပ်ငန်းကိုင်ငန်းစီးပွားရေးတွေအဆင်ပြေပါလိမ့်မယ်ရှင်လူမှုရေးကဏ္ဍနဲ့ပတ်သက်ရင်တော့လူမှုရေးကဏ္ဍတွေအရန်ကောင်းတယ်လို့ပြောရမယ်နော်လူတွေရဲ့ကူညီဆောင်ရှောက်မှုအပေါင်းအသင်းမိတ်ဆွေတွေရဲ့ကူညီဆောင်ရှောက်မှုလက်တွဲခေါ်ယူမှုဒီလိုမျိုးကန်စာတာလေးတွေကြောင့်မလို့အလောက်ကန်ခွင့်အလန်းလေးတွေလည်းဘက်ပေါင်းစွာလေးအဆင်ပြေလာပါလိမ့်မယ် ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေရဲ့အကူအညီမှုလေးတွေကြောင့်မို့ပေါ့နော်ဘဝမှာအဆင်ပြေပါလိမ့်မယ်အချစ်ရဲ့အိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့အချစ်ရဲ့အိမ်ထောင်ရေးလေးမှာတော့နည်းနည်းစိတ်ဖိစီးမှုလေးကြီးများနိုင်မယ်ပေါ့နော်ကိုကိုကိုဘာကြောင့်စိတ်ပင်ပန်းနေမှမသိကိုယ့်ရဲ့အဖေအကြောင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ညီကိုမောင်နှမအကူကြီးတွေဒီလိုတငယ်ချင်းအပေါင်းအသင်းယောက်ျားလေးတွေကြောင့်လည်းဖြစ်ဖြစ်ပေါ့နော်စိတ်အနှောင့်အယှက်လေးကြီးများနေတာလေးကိုတွေ့ရတယ်အချစ်ရဲ့အိမ်ထောင်ရေးလေးမှာစိတ်ပင်ပန်းနေတဲ့အနေအထားလေးလို့ ြောရမှာဖြစ်ပါတယ်ရှင်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးလေးမှာတော့နည်းနည်းလေးတော့ခက်ခဲနေအောင်ပဲပေါ့နော်ကျမ်းမာရေးလေးမှာအဲဘယ်လိုပြောမလဲဆိုယောဂလေးတွေမှာ ခြေတော့ကြိုက်ခဲနေတာလေးတွေကိုယောဂါလေးစေးုံစေးခန်းဒီမှာကုသမှုခံယူနေရတဲ့သူတွေဆိုလို့ရှိရင်လည်းနည်းနည်းခက်ခက်ခက်ခဲလေးတွေကုသနေရတာမျိုးလေးတွေကြုံရတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမ်းမာရေးဘိုင်းနဲ့ပတ်သက်ရင်လည်းအယူဆိုင်ပေးဖို့လိုပါလိမ့်မယ်ရှင်။ပညာရေးနဲ့ပတ်သက်ရင်တော့ပညာရေးဘိုင်းလေးလေးမှာကောင်းပါတယ်။အောင်မြင်ပါလိမ့်မယ်။အဆဆရရာစူးစမ်းသလောက်အတီးပွင့်ရရှိပါလိမ့်မယ်။တခုပဲသတိထားမှာတော့ဒီကာလမှာ ပညာရေးကနေမှာပေါ့နော်အခြေရေးဘက်ကိုစိတ်ရင်သွားတဲ့သူတွေဒီအိမ်ထောင်ရက်သားကြတတ်ပါတယ်ဒါကြောင့်မလို့ခယူးဆိုင်ပြဖို့လိုပါမယ်ရှင်ရေဒီယာအနေနဲ့ဆိုလို့ရှိရင်နော်ဒီကာလမှာဒီဖုန်းကြီး ကျောင်းခန့်ဒီမှာရှိရပေါ့နော်တစ်ပင်ဒီမှာညောင်ထောက်ပေးတာမျိုးလေးတွေတစ်ပင်ကိုညောင်ပေမှာရေလောင်းတာမျိုးလေးတွေရေတက်ပေတာမျိုးလေးတွေဒါမျိုးလေးတွေပေါ့နော်ဖျောင်းတိုင်းဆေးတိုင်းနဲ့သွားပြီးပူဇော်ပတာချင်းအားဖြင့်မိမိရဲ့ညံ့ဖြစ်နေတာတွေဆိုးရွားနေတာတွေကံမကောင်းတာတွေပြန်လဲအစဉ်ပြေသွားပါလိမ့်မယ်ရှင်အဆဆရရ အားလုံးဘေးတော့ကရန်ဟူသည်မကင်းဝေးပါစေကကြီးသုံးပါးမှကြောနိုင်လွှားနိုင်ပါစေဘေးဆိုးရန်ဆိုးအန်တီရဆူတို့မှလည်းကင်းဝေးပါစေအဆဆရရလူတိုင်းတာရနိုင်ကြပါစေရှင်ကြာသာသမီများရဲ့ကံစားတာကိုတာတော်နမေဟောကြားပြမှာဖြစ်ပါတယ်ဒီကာလမှာတောက်ကြာသာသမီလေးတွေကအလုတ်အကင်စီးပွားရေးတွေနဲ့ပတ်သက်တော့ရှင်ပြိုင်မှုတွေများမယ်ပြိုင်ဆိုင်မှုတွေများမယ်အတိုက်ခံတွေများမယ်မနာလိုမုံထား ဒုက္ခပေးမဲ့သူတွေများပါတယ်။ဒါကြောင့်မလို့အလုတ်ကင်ဒီစီပွားရေးတွေမှာအဆဆအရရဂယုတဆိုင်လုတ်ကင်ဆောင်ရွက်ဖို့လိုမယ်။ကိုကိုတွန်းချမဲ့သူတွေနဲ့ကြုံရတတ်ပါတယ်။ဒါကြောင့်မလို့တောက်ကြသားပင်သမီးတွေစီပွားရေးနဲ့ပတ်သက်ရင်တော့စိတ်ပင်ပန်းလူပင်ပန်းစိတ်ဆင်းရဲကိုဆင်းရဲနဲ့ပေါ့နော်စူးစမ်းရုန်းကန်နိုင်မှသာအဆင်ပြေပါလိမ့်မယ်ရှင်။ လူမှုရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာလူမှုရေးတွေမှာ ကိုယ့်ကိုမခေါ်မပြောနိုင်တဲ့သူတွေကိုယ့်ကိုပြစ်ပယ်ထားတဲ့သူတွေကိုယ့်ကိုစွန့်ခွာသွားတဲ့သူတွေကိုယ့်စီကိုပြန်ပြီးတော့မှရောက်ရှိလာတာမျိုးကိုယ့်ကိုပြန်လဲတောင်းပန်ခါရလာတာမျိုးဒီလိုမျိုးလေးတွေကြုံရတတ်ပါတယ်ဒါကြောင့်မလို့တောက်ကြတာသမီးတွေဒီကာလမှာ ကိုယ့်ကိုစွန့်ခွာသွားတဲ့သူတွေကိုယ့်ကိုစော်ကားသွားတဲ့သူတွေကိုယ့်ကိုပြစ်ပယ်သွားတဲ့သူတွေပြန်လဲရောက်ရှိလာတတ်တယ်ကိုယ့်ရဲ့အပေါင်းအသင်းဟောင်းတွေလည်းကိုယ့်ကိုပြန်လဲဆက်ခံဆက်ဆံလာတတ်တယ်ဆိုတဲ့ကံစားတာလေးဖြစ်ပါလေရှင်အိမ်ထောင်ရေးအချစ်ရေးတွေနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေကံမကောင်းသေးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေကချစ်မိပြီဆိုရင်လည်းအချစ်မတပါအချားမရှိယူယူမူမူဆွဲလန်းတတ်တဲ့ကံစားတာလေးတွေ စိတ်လေးတွေကိုရှော့ဖို့လိုပါမယ်။အချစ်မှတပါးအချားမရှိဆိုရင်တော့မိမိကဒုက္ခရောက်သွားတတ်ပါတယ်။ဒါကြောင့်မလို့အပျော်မလွန်ပါနဲ့၊ထင်ရမဆိုင်ပါနဲ့၊ငါတကောမကောပါနဲ့။ဒါဆိုရင်အိမ်ထောင်ရေးကန်လေးတွေကောင်းပါလိမ့်မယ်။သို့မဟုတ်လို့ရှိရင်တော့အိမ်ထောင်ရေးကန်နေမှာ အစင်မပြေမှုတွေပြဿနာတွေအခက်အခဲတွေဖြစ်သွားရတတ်တယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အရန်ကိုကောင်းတယ်နော်တောက်ကြသားသမီးတွေခန္ဓာကိုယ်တွင်းကိုယ်ပါဘာယောဂမှမရှိဘူးတခုပဲသတိထားမှာညာချေညာလက်ထိခိုက်ရှာနာလေးတွေတော့ရှိတတ်တယ်ကျန်တာတော့ကြည်ကြည်မာမာဆိုရင်ရလောက်တဲ့ထဲမှာမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းအရန်ကောင်းတယ်နော်ပညာရေးဘိုင်းနေမှာမိမိရဲ့ကြိုးစားရင်ကြိုးစားသလောက်အရာထင်မဲ့ကံစားတာလေးဖြစ်တယ်ပညာရေးတွေ တင်နန်းကိစ္စတွေဒီကာလမှာတောက်ကြတာသမီးလေးတွေအကောင်အထည်ဖော်ရင်တော့အရန်ကောင်းတဲ့ကာလလေးဖြစ်တယ်ပေါ့နော်။အဲကြောင့်တောက်ကြတာသမီးလေးတွေပညာရေးပိုင်းမှာအရန်ကောင်းတယ်။အိမ်ထောင်ရေးကံလေးတွေမှာတော့နည်းနည်းညံ့တယ်ပေါ့နော်။ဂျန်နာကတော့ကောင်းတဲ့အထည်မှာပါတယ်ပေါ့နော်။အဲတော့ရေဒီယာအနေနဲ့ဆိုရင်နော်ရေဒီယာကတော့ဒီ ဟိုတောင်ကုန်းတောင်တန်းဒီမှာရှိတဲ့ဖျားစီတီတွေမှာတွားပြီးတော့မှတတိ6မျိုးတွားပြီးလှူဒန်းပေးလိုက်ပါရှင်ဒါဆိုရင်မိမိရဲ့ညံ့နေတဲ့ကန်ဒီစိုးနေတဲ့ကန်ဒီပြပြောက်သွားမှာဖြစ်ပါတယ်တယောက်ချင်းစီရဲ့ကန်စာတာကိုတော့ CB ကနေဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်အားလုံးကကြည်သုံးပါမှကြောင်းနိုင်လွှားနိုင်ပါစေဘေးဘေးရာဝေးကွာပါစေစိတ်ချမ်းသာကိုကျမ်းမှလူရဆန္ဒတလုံးတဝရပြည့်စုံနိုင်ကြပါစေရှင် စနေသားသမီးများရဲ့ကန်စာတာကိုဒါရနမိတ်ဟောကြားပြီးမှဖြစ်ပါတယ်။စနေသားသမီးများကလက်ရှိအလုပ်အကိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်အဆင်ပြေမှုလေးတွေကြုံရပါမယ်။အဆဆအရာရာခရီးများများထွက်လေကိုယ့်အတွက်ကံကောင်းလေဆိုတဲ့ကန်စာတာလေးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့လုပ်အကိုင်နဲ့ပတ်သက်တဲ့စနေသားသမီးလေးတွေအဆင်ပြေမယ်။အဆက်အသွယ်ကောင်းသတင်းကောင်းလေးတွေကြားမယ်။လုပ်ငန်းကိုင်ငန်းလေးတွေအောင်မြင်တိုးတက်မယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်။ လူမှုရေးနဲ့ပတ်သက်ရင်တော့လူမှုရေးကြားထဲမှာဂျားလူတွေခလောက်ဆန်တတ်တယ်ဂျားပယောဂါတွေကြောင့်မလို့အနောက်ရှက်တွေဝင်တတ်တယ်တယောက်နဲ့တယောက်ကိုယ့်ရဲ့ချစ်ခင်မှုချစ်ခင်နေသောတငယ်ချင်းအပေါင်းအသင်းတွေဂျားမှာခလောက်ဆန်တဲ့သူတွေဂုံလျှောတဲ့သူတွေပေါ်ပေါက်တတ်တယ်ဒါလေးတွေကိုသတိထားပြီးဘူးလို့ပါမယ်အိမ်ထောင်ရေးအချစ်ရေးတွေနဲ့ပတ်သက်ရင်တော့အချစ်ရေးတွေအိမ်ထောင်ရေးတွေတာရမယ်အဆဆရရအိမ်တွင်းရေးတွေအစဉ်ပြေမယ်အောင်မြင်မှုတွေရရှိမယ် ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီကာလမှာတော့အဲအိမ်တွင်းရေးလေးတွေတာယာချမ်းမြေပါမရှင်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးလေးတွေကျမ်းမာရေးလေးတွေခရူးဆိုင်ပြီးဖို့လိုပါမယ်ဒီကာလမှာယောဂလေးတစ်ခုခုဖြစ်ရင်တိတိချာချာကုသမှုခံယူတဲ့ကာလလေးဖြစ်တယ်ပေါ့နော်အသေးစားသော၎င်းအကြီးစားသော၎င်းခွဲစိတ်ကုသခရတတ်တဲ့ကံစားတာလေးတွေကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျမ်းမာရေးလေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေး ဟိုမပေါ်စတင်ဘူးလို့ပြောရမှာပေါ့ရှင်မပေါ်စတဲ့အကောင်းဆုံးဖြစ်ပါတယ်เนาะကျမကြီးလေးနည်းနည်းလေးထိလာပြီဆိုရင်တေးတေးချာချာကုသမှုခံရပါ မဟုတ်ရင်ယောဂါကပို့ပြီးကြီးသွားတတ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်အရန်ကိုကောင်းတယ်ပေါ့เนาะဒီကာလမှာစနေသားသမီးတွေရပညာရေးဘိုင်းမှာကိုတင်တမျှ ကိုလိုလားသမျှပြည့်စုံမဲ့အနေအထားတွေ့ရတယ်အောင်မြင်မဲ့အနေအထားလေးကိုတွေ့ရတယ်သင်တန်းကိစ္စပညာရေးကိစ္စနိုင်ငံရက်ချာကိစ္စအဲသင်တန်းဆိုရင်လည်းနှစ်ခုတည်းရတာမျိုးနှစ်မျိုးရွေးချယ်ရခဲ့ရတာမျိုးဒီလိုပုံစံလေးတွေတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ပညာရေးဘိုင်းနဲ့ပညာရေးနဲ့ပတ်သက်လုပ်ကိုင်တဲ့သူတွေဒီကာလမှာအရန်ကောင်းတဲ့ကာလလို့ပြောရမှာဖြစ်ပါတယ်ရှင်အဲ့တော့ရေရီယာအနေနဲ့ဆိုရင်စနေသားသမီးလေးတွေကရေရီယာအနေနဲ့ဆိုရင်တော့မလုပ်ရမလဲဆိုရင် ဒီညောင်ပင်ဒီညောင်ပင်အောက်မှာပေါ့နော်ညောင်ပင်အောက်မှာရုပ်ကစုနတ်တို့နောက်ပြီးရှင်အဲ့ဒီမြေဆောင်နတ်မြေဆောင်နတ်ပေါ့နော်ဒီလိုမျိုးလေးတွေကိုသွားပြီးတော့มาပူဇော်ပတ်တာမျိုးဟိုဟိုလှူဒန်းတာမျိုးလေးတွေလုပ်ပေးခြင်းအားဖြင့်မိမိရဲ့ကံစိုးကံညံ့နေအားလုံးပြေပြောက်သွားမှာဖြစ်ပါလိမ့်ရှင်အားလုံးကတ်ကြီးသုံးပါးမှာကြောနိုင်လွားနိုင်ပါစေဘေးဘေးရဝေးကွာစိတ်ချမ်းသာကိုယ်ချမ်းသာလူရဆန္ဒတလုံးတဝရပြည့်စုံပါစေ